ပိပတ်ကြီးများအားလုံးမင်္ဂလာပါရှင်တော်တန်းတို့တော်ကြီးလန်းချက်ပြုတ်ခြင်းအစီအစဉ်ကနေပြန်လေကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ဝတ်သားတုတ်ထိုးအတုတ်တုတ်ပြမှာဖြစ်ပါတယ်ဝတ်ရဲ့နရိုးဝတ်နှုတ်သီးဖြားခေါင်းစတဲ့အပိုင်းတွေကိုအတုတ်တုတ်မှာဖြစ်ပါတယ်ရှင်ဒါကတော့ဝတ်ရဲ့အစိတ်အပိုင်းတွေကိုတုတ်ထိုးပါပါလှီးထားတာပါဓမ္မကစက်တော်နီးခန်းကျင်သီးနဲ့ပန်းပွင့်လေးတွေကိုတေးသေးလေးပြီးထားတာပါ ငရုတ်တီးနန်းနန်းပင်စက်တော်မြူထောင်းထားတယ်။စာအချိုမုတ်ခယူးစီငရုတ်တီးအချင်းရှာလကာရေပဲငံပြားရေအကြည်လို့ပဲဖြစ်ပါလေရှင်။ပထမအဆုံးဒီဝက်လှီထားတဲ့ထဲလေးကိုစားထည့်ပါမယ်။နောက်အချုံမုတ်ထည့်ပါမယ်။ ဒါကခရုစီလေးတွေထည့်တာပါရှာလကာကြီးနည်းနည်းပောက်ပါမယ်ငရုတ်စီထည့်ပါတယ်ပဲငံပြာကြီးအကြီးအနည်းငယ်ထည့်ပါတယ်ပြီးတော့အသာဖောက်ပွားလေးနှံ့စက်အောင်မှုပါတယ်နှဲ့တယ်ပေါ့နော်แกဒီလိုနေသွားပြီးတဲ့အခါကျတော့ငရုတ်တီးစက်တွန်ဖြူ နန်းနန်းပဲထည့်ပါမယ်ခံထည့်နေမှာတော့ဖောက်ဖွားလေးပြန်နေပါမယ်ဒီမှာပန်းခေါ်ပြီးစစ်တော်ခန်းကျင်သည်နေထားတဲ့ဟာတော့ရောမနေတော့ပါဘူးအပေါ်ကနေပုံပြီးတော့ထည့်ပေးလိုက်ပါမယ်ဒီထဲမှာပဲငတ်ငတ်လေးပေါ့เนาะအရသာလေးကိုခတ်လေးလေးလှုပ်ထားပါတယ် ကဲကျွတ်ကျွတ်ကလေးတွေကိုထည့်ပါပြီဒါကအသားနယ်ထားတာနောက်ခရမ်းချစ်တီခေါ်ပြီးစက်တော်ညီလေးကိုထည့်ပါတယ်ကဲဒါလေးကိုထုတ်ပါမယ်ပြီးရင်ဒီအိတ်ခွန်လေးတွေကိုထည့်ပါမယ်ဒါကကျမတို့အဖွဲ့ကမောင်အောင်သူမြင့်ရဲ့မွေးနေ့ပါ နောက်ကျမတို့လေးစားရတဲ့ဒေါက်တာချင်းမီတိုင်းရဲ့မွေးနေ့ဒါကမိတ်ဆွေတယောက်ရဲ့တားငယ်လေးဝီလီယံရဲ့ မွေးနေ့အတွက်ဓာတွေကိုတော်တန်းတနေရာကိုကျမတို့ပို့ဆောင်มาဖြစ်ပါတယ်ရှင်။ခိုးဘက်မှာလည်းဝတ်သားပိတ်တစ်ချိန်40ကိုကျမတို့ဝတ်သားအချိုချက်ချက်ပြီးတော့မှဟင်းထုတ်တွေထုတ်ထားပြီးသားရှိပါတယ်။ဒါကတော့ရှေ့တန်းကရဲပေါ်ဒီခိုးခိုးခါခါလေးပေါ့။ကြံကြံဖန်ဖန်စားရအောင်လို့စီစဉ်ပြီးတော့ပို့ပေးတာပါ။တို့တန်းကြတော့အလှရှင်များနဲ့လောက်အားဒါနာပူပေါင်းပါဝင်ပေးကြပါတော့ Mobile Medical Team အဖွဲ့သူအဖွဲ့သားတွေအားလုံးကိုလည်းဒီတော်တန်းတနေရာသားများကိုစားကျမကကျေးဇူးတင်ရှိပါတယ်မွေးနေ့ရှင်တွေအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့မှတောင်းတော့ကောင်းတော့စုတွေတလုံးတော့ပါတယ်ပြေဝစားကြပါစေရှင်ကျေးဇူးပါရှင်